ရန်ကုန်တိုင်းတန်လျင်မြို့မှာရင်တစည်းက3မိန်းဆိုင်ကဲနဲ့မျိုးသားတအုပ်ကိုတိုက်မိမှုကြောင့်တအုပ်သေးဆုံးပြီးတအုပ်ထရာရရှိခဲ့တယ်လို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံကသိရပါတယ်။အော်တိုဘာ18ရက်မနက်7:30မိနစ်50ခန်းကတန်လျင်မြို့နယ်အောင်ချမ်းသာရပ်ကွက်ဘရင်နောင်လန်အတိုင်းနှစ်ရပ်ကွက်နေအသက်26နှစ်အရွယ်အေးချမ်းအောင်မောင်းနေလာတဲ့စုစကေးအာဒီကာရင်ဟာအခင်းဖြစ်နေရအရောက်အချိန်မထိန်းနိုင်မဲ့ လာရတူရှိမှရှိတဲ့တရက်ကွက်ထဲနေ55နှစ်အရွယ်ဦးအောင်မင်းဦးမောင်းနှင်လာတဲ့ဆိုင်ကနေရာဘတ်လမ်းမေးမှာရက်နေသူဘိုးချုပ်ကျေးရွာနေအသက်80အရွယ်ဦးအိမ်ရှင်ပေါင်တို့ကိုဝင်ရောက်တိုက်မိခဲ့တယ်လို့သိရပါတယ်။ဒီလိုတိုက်မိမှုကြောင့်ဦးအိမ်ရှင်ပေါင်ဟာဒယာရီရရှိပြီးတေဆုံးသွားခဲ့ပြီးဦးအောင်မင်းဦးဟာဒယာရီရရှိခဲ့တာကြောင့်အေဂျန်အောင်ကိုတန်လင်းမျိုးမရဲစခန်းကရှင်ပေါင်31မြင်းဆောင်2025ရာဇသက်ကြီးပေါင်မှ304ကကြီးမြင်းဆောင် 338မြင်းဆောင်296နဲ့အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်